ဒါလေးဆိုပါဒီကနေ့ဇွန်လ၂ရက်နေ့နရင်းဇာရောခိုင်တဲ့ဌာနရဲ့နောက်ဆုံးရရှိထားတဲ့တဲ့နေ့ကိုကျွန်တော်ရှင်မင်းစင်ကတင်ဆက်ပေးသွားပါမယ်ခင်ဗျာဒီကနေ့တင်ဆက်ပေးသွားမယ့်တဲ့နေ့ထိမှာတော့မေလအတွင်းစိတ်ကောက်စီကအပြစ်ခဲ့ရဲ့ဂတိကွဲကို ရှုဖောက်ပြီးဘုံကျေးတိုက်ခိုက်ခဲ့တဲ့အတွက်ရခိုင်မှာအနည်းဆုံးအရသား20လောက်သေဆုံးခဲ့ရတဲ့တဲ့အေကိုကုညီဖို့ဘင်္ဂလားဒေ့ရှ်ရှေ့တောက်ပိုက်ကခိုင်တစ်ခုကိုစီးရေးစစ်ဆင်ရေးဇုံအဖြစ်တင်မဲ့ပေးမယ်ဆိုတဲ့အိန္ဒိယမီဒီယာရဲ့ဖော်ပြချက်ကို ISPR ကဖေရှားတဲ့တဲ့နဲ့ဘုံမွှော့တယောက်တည်ဆုံးပြီးဒုတိယဘုံမွှကြီးတယောက်အဖမ်းခံရပြီးနောက်ကြောက်ပြအခြေဆိုင်စစ်ကောက်စီတက်တဲ့အတွင်းစိတ်တဲ့ပြပြပြီးဖိုဖြေးဖြစ်နေတဲ့တဲ့နဲ့အပြင်တခြားစိတ်ဝင်စားစရာကောက်တဲ့တဲ့နဲ့ကိုဆက်ပြီးတင်ဆက်ပေးတော့ပါမယ်ခင်ဗျာပြည့်ခဲ့ရစေးထားတဲ့မေလာအတွင်းမှာပဲရခိုင်ပြည်ထဲစစ်ပွဲတစုံတရာဖြစ်ပေါ်တာမရှိတဲ့လူနေကြေးရွက်တွေကိုစစ်ကောက်စီက လေရင်နဲ့ရုတ်တရက်လာရောက်ဘုံကြီးတစ်ခိုက်ခဲ့တဲ့အတွက်ကလင်းငေတဲ့အပါဝင်အယက်သားအနည်းဆုံး20လောက်တည်ဆုံခဲ့ရပါတယ်မေလာစစ်သည်ရနေ့မှာရတိတော်မျိုးနဲ့ထန်းဝေရောဟောက်ကိုစစ်ကောက်စီလေတဲ့ကဂျက်ဖိုက်တာနဲ့ဘုံကြီးတိုက်ခိုက်ခဲ့တာကြောင့်ကလင်းငေတဲ့ပါဝင်အပြည့်မြင့်အယက်သားစင်းရောက်တည်ဆုံခဲ့ရပြီး23ရောက်တန်ရရှိခဲ့ပါတယ်ဒါအပြင်လူနေအိမ်30တလုံးလည်းပျက်စီးဆုံးဆုံးခဲ့ရပါတယ် မေလာစီလီယာနေ့မှာလဲစစ်ကောက်စီကကြောက်တော်မျိုးကလူနေရက်ွက်တဲ့အတွင်းကိုဂျက်ဖိုက်တာတစ်စီးနဲ့ဘုံကျင်းတက်ခိုက်ခဲ့တာကြောင့်အပြင်းပြင်းပြည်သူအမျိုးသမီးတောင်းရောက်တည်ဆုံခဲ့ရပြီးနေကိုလုံးပျက်စီးဆုံးရှုံးခဲ့ရပါတယ်။အဲ့ဒီလိုပဲမေလာစင်ငါရက်ကလည်းကြောက်တော်မျိုးပေါ်ကိုဒုတိယနေ့အဖြစ်စစ်ကောက်စီလေတက်ကတုံးကျင်တိုင်လာရောက်ဘုံကျင်းတက်ခိုက်ခဲ့တဲ့အတွက်အခြေသား9ရောက်တည်ဆုံပြီး9ရောက်ဒဏ်ရာရှိခဲ့ပါတယ်။စစ်ကောက်စီဟာမေလာ10ရက်နေ့ကနေ3ရက်နေ့အထိ ရာရဲ့အပြစ်ခဲရဲ့စစ်တေလို့ထုတ်ပြန်ပြီးသူတို့ဂတိကွဲကိုသူတို့ကပဲရှုတ်ဖောက်ပြီးတော့မြန်မာနိုင်ငံအနှက်ကအရက်သားတွေကိုဥတည်ပြင်မဲ့ထားပြီးတော့လေကြောက်ကနေဘုံကျင်းနေတာပါဒါကြောင့်ရခိုင်ပါဝင်စကိုင်းတိုင်းကချင်ပြည်နယ်ရှမ်းမြောက်နယ်ကရင်ပြည်နယ်တွေမှာအပြစ်မဲ့ပြည်သူပေါင်းဂျာနေရှိပြီးတော့တည်ဆွန့်ခဲ့ရပါတယ်ခင်ဗျာအေဂိုကူညီဖို့ဘင်္ဂလားဒေ့ရှ်ရှေးတောက်ပိုက်ကခရိုင်တစ်ခုကိုစီးရဲစစ်ဆင်ရေးဇုံအဖြစ်တမ်းမဲ့ထားမယ်လို့အိန္ဒိယမီဒီယာတွေရဲ့ဖော်ပြချက်ကို ISPR ကဖိချခဲ့ပါတယ်အရာခတက်တော် A ကိုကိုညီဖို့နဲ့နေဇယ်လုံခုံရဲကိုဆောင်ရွက်ဖို့အတွက်ဘင်္ဂလားဒေ့ရှ်နေဇယ်ခရိုင်တစ်ခုဖြစ်တဲ့ Coach Bazaar ခရိုင်နဲ့ Bandro Bon ခရိုင်တစ်ခုကိုစည်ရေးစစ်ဆင်ရေးဇုံအဖြစ်တက်မဲ့ကြီးညာဖို့အစီအစဉ်နေတယ်လို့အိန္ဒိယမီဒီယာတွေကရေးသားခဲ့ပါတယ်။အဲဒီလိုရေးသားဖော်ပြချက်အပေါ်ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ပြည်သူ့စစ်ဆင်ရေးဌာန ISPR ငြိမ်းချမ်းရေးမှူးကငြင်းဆိုဖိချလိုက်ပါတယ် ဲ့ဒီသတင်းဟာလုံဝမယုံပြီးအခြေမြင့်မရှိတဲ့ရေချက်ရှိရှိလှုပ်ကြံဖန်တီးထားတဲ့သတင်းအတုသာဖြစ်တယ်လို့ ISPR ကပြင်းပြင်းထန်ထန်ရင်းဆိုထားပါတယ်စစ်ဆင်ရေးစုံတိစောက်တာဟာဘင်္ဂလားဒေ့ရှ်တက်မတော်ကအာရခတက်တော်ကိုပန်ပိုးကူညီမဲ့အစီအစဉ်တွေကိုပို့ပြီးလွေကူရှုံးမွေးစေတဲ့အပြင်လက်ရှိဖြစ်ပေါ်နေတဲ့နေဆဲလုံခြုံရေးဆရာစင်ခေါ်မုန်တွေကိုလည်းထိရောက်စွာဖြေရှင်းနိုင်မှာဖြစ်တယ်လို့အိန္ဒိယအခြေစား The North East News ကသတင်းတွေမှာဖော်ပြထားပါတယ်ခင်ဗျာ။ ကြောက်ဖူမျိုးအနေပင်ဝဲကြမှာဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေအတွင်းစစ်ကောက်စီတမ်းမမော့အဆင်းရှိသူဘုံမှုလျှော့တယောက်တည်ဆုံးပြီးနောက်ထပ်ဒုတိယဘုံမှုကြီးတယောက်လည်းအေထန်ဖန်စီခံလိုက်ရပါတယ်။အဲ့ဒီလိုဖန်စီခံလိုက်ရတဲ့အတွက်ကြောက်ဖူမျိုးအခြေစားတယံတွေအတွင်းမှာစိတ်တဲ့ပြပြပြီးထုတ်ပြေးသူတွေလက်နဲ့ရှာသူတွေနဲ့ဖျော်ဖြေးဖြစ်နေတယ်လို့စစ်မြေပြင်တရေအမျိုးမျိုးတွေကပြောဆိုကြပါတယ်။ ရန်တိုင်းအန္တအခြေဆိုင်အမဲစစ်တချင်းမဲတမဌာနချုပ်ကနင်းပြော်မုံဘုံမှုချုပ်ကျော်မျိုးအောင်ဟာမေလ26ရက်နေ့ကတောက်ဖြူမျိုးတိုက်ပွဲမှာစတော့ပါတယ်။နောက်ထပ်တိုက်ဦးစီမူပထမအတန်းဒုတိယဘုံမှုကြီးကျော်လန်းကြိုင်ဟာလည်းတက်ဖို့ဝင်တချို့နဲ့အတူမေလ30ရက်နေ့ကအရခတက်တော်စီမှာဖန်စီခံခဲ့ရပါတယ်။ဒါအပြင်လက်နေကြီးကြီးထိမိန်ခဲ့တဲ့အတွက်စေယုံကိုပို့ဆောင်ခဲ့ရတဲ့ ဒီဒီယာတန်မူအဆန့်ဘုံမူတယောက်နဲ့နောက်ထပ်အဖို့မှာ9ယောက်လဲစေုံမှာတည်ဆုံတော့ပြီလို့တရန်တွေရရှိပါတယ်။အဲ့ဒီလိုကြောက်ဖူတိုက်ခွေးကိုဥဆောင်နေသူတွေကြာဆုံးတော့တဲ့အခြေအနေတွေကြောင့်စစ်ကောက်စီတက်တာအများပြားဟာလဲအလံဖြူထောင်လဲနဲ့ချပြီးတချို့စစ်သားတွေလည်းထွက်ပြေးနေကြတယ်လို့မိပင်စေးတဲ့တရန်အိမ်မက်တယောက်ကနှွေင်းကြကိုပြောပါတယ်ခင်ဗျာ။ဒီကနေ့ရရှိထားတဲ့ရခိုင်တရန်တွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ပြည်တွင်းနဲ့နိုင်ငံသားတရန်တွေကို စပီတန်ဆက်ပေးတော့ပါမယ်ခင်ဗျာပြည်တွင်းသတင်းတပုတ်အနေနဲ့ကတော့အပြည့်ရစေပါတယ်လို့ထုတ်ပြန်ပြီးမကြာခဏအရေးသားပြည်သူတွေကိုဘုံကျေတက်ဖြတ်နေတဲ့စစ်ကောက်စီဟာယာယီအပြစ်ခဲရစေရေးကာလကိုဇွန်လ၁ရက်နေ့ကနေ30ရက်နေ့အထိထပ်မံပြီးတော့တိုးမြင့်လိုက်ပါတယ်ယာယီအပြစ်ခဲရစေတာကတော့အချက်၄ချက်ကိုရှုရှုပြီးတော့ထုတ်ပြန်ရတာလို့စစ်ကောက်စီရဲ့မေလ31ရက်နေ့နေ့စဉ်နဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် အဲ့ဒီအချက်၄ချက်ကတော့ငလျင်သန်းဒေတာတွေမှာပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအချိန်ဟုန်နဲ့ဆော်ရနိုင်ဖို့နဲ့လွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီရေကောက်ဝေးကိုအောင်မြင်စွာကျင်းပနိုင်ဖို့အတွက်လို့ဆိုပါတယ်။ဒါအပြင် နိုင်ငံတော်နဲ့နိုင်ငံသားအားလုံးရဲ့အကျိုးစီးပွားကိုပုံမြင်စွာဖော်ဆောင်နိုင်စေဖို့နဲ့ရည်ရှိတည်တံ့စစ်မဲ့တဲ့ညီချင်းရေးကိုဖော်ဆောင်နိုင်ရတဲ့အတွက်တင်းကြီးအေဂျင့်မှုကိုချီချူပြီးတဲမတော်အနေနဲ့ရာရဲ့အပြစ်ခဲရဲစေးရဲကာလာကို ထက်မဲ့တိုးမြင့်လိုက်ရတာလို့ဆိုပါတယ်စစ်ကောက်စီဟာရာရဲ့အပစ်ခဲရဲစီရဲတွေထုတ်ပြန်နေပြီးမှမြန်မာနိုင်ငံအနှင်းမှာလေကြောက်ကနေဘုံကြီးတိုက်ခိုက်နေပါတယ်ခင်ဗျာနိုင်ငံကသတင်းဘောအနေနဲ့ကတော့ Ukraine နဲ့ Animation ထိစပ်နေတဲ့ရုရှားနိုင်ငံ Brian Data မှာတရားပြကြခဲ့တာကြောင့်ခီးတဲ့အယောက်380ကျော်လိုက်ပါလာတဲ့ရထားတစည်းဟာလမ်းလျှော်ပြီးအနည်းဆုံး9ယောက်တေဆုံးပြီး66ယောက်တန်ရရှိခဲ့ပါတယ် ယူကရိန်းနေဆက်ကကီလိုမီတာ100အကောရုရှားရဲ့အနောက်ဖက်ဘရိုင်းယန်ပြည်နယ်ပကနီရှိခရိုင်မှာမီလာ30ရက်နေ့ညနေပိုင်းကတရားပေါ်ကိုဖြစ်တန်းခုံမောလာတဲ့ရာတစီယာလမ်းလျှော်ခဲ့တာပါတည်ဆုံခဲ့တဲ့အထင်းမှာကလေးငယ်3ယောက်ပါဝင်တယ်လို့ရုရှားအနာဘတီကသတင်းထုတ်ပြန်ခဲ့ပါတယ်ဗရထားအင်ဂျင်နီယာလည်းတည်ဆုံခဲ့တဲ့သူအထင်းမှာပါသွားပါတယ်ဒါအပြင်လူပေါင်း၄၄ယောက်ကိုစီးရင်တင်ထားရပြီးကလေးငယ်ပါဝင်3ယောက်ကိုစွန့်ရတယ်လို့သိရပါတယ် အဲ့ဒီလိုထားဟာကလေးမမလို့ကနေမလို့တော့မော်စကိုကိုထွက်ခွာလာတဲ့အချိန်ဖြိုကျတဲ့တရားကအပြည့်စည်တွေကိုဝန်တိုက်ပြီးတော့လန့်ရှော်တောက်ခရတာလို့သိရပါတယ်အဲ့ဒီဖြစ်စဉ်ကိုအဖွဲတစ်ဖွဲကစုံစမ်းနေပြီးခီးတွေတွေကိုအပြည့်စည်ကြတဲ့ကနေကေစီပြီးအနိမ့်နာဘူတိုင်တစ်ခုမှယာယီခွန်နာနိုင်ဖို့ရွှေပြောက်ပို့ဆောင်ခဲ့တယ်လို့နိုင်ငံပါသတင်းအေဂျင်စီ TASS ကဖော်ပြထားပါတယ်ခင်ဗျာ ရင်းစားတဲ့ခဏကနေ့စဉ်တရင်တင်ဆက်မှုကတော့ဒီလောက်ပါပဲ။နောက်တော့ဒီမှာလည်းထူးခြားတဲ့တရင်တွေကိုစပီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ရင်းစားကထုတ်လွှင့်တဲ့တရင်တွေကို www.ranger.com မှာဝင်အောင်ကြည့်ရှုနိုင်သလို Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်အောင်ကြည့်ရှုနိုင်ပါတယ်။ရင်းစားရုပ်သံကိုကြည့်ရှုအားပေးခဲ့ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေခင်ဗျာ။